ီရွှေရောင်းရွှေဝယ်လုပ်ငန်းလေးကကိုပိုင်ငွေငွေတကူရစေတယ်။အခုခေတ်မှာကစူဇန်လိုလူတယောက်ရဲ့လောက်အောင်မလုံလောက်တော့ဘူး။အမျိုးသမီးတိုင်းအောင်မြင်တဲ့ခေတ်အမျိုးသမီးတိုင်းတောက်ပါတဲ့ခေတ်ကိုဖြစ်နေပြီ။ဒါကြောင့်မို့အမျိုးသမီးတိုင်းကိုပိုင်ငွေငွေရှိပြီးတော့မှအနာဂတ်ကိုရှေ့ဆက်မယ်ဆိုရင်ဘယ်အရာကိုမှစိုးရိမ်ပူပန်ကြောက်ကြခြင်းမရှိဘဲနဲ့လွယ်လွယ်ကူကူလုပ်ငန်းတစ်ခုကိုအောင်မြင်စွာလုပ်ကိုက်နိုင်တယ်။စက်တက်တဲ့ရွှေရီခွက်တက်တယ်ဆိုရင်ရွှေကိုအပြင်ကနေမှ ပြင်ရွှေဝယ်တာဒုံရွှေဝယ်တာကိုမဟုတ် online ကနေရောင်းလာတယ်ကိုရဲ့အသက်မွေးဝမ်းကြောင်းပညာလက်ညှိုးတစ်ခုကိုစလို့ရတယ်ဒီတင်းတဲ့လေးဆင်းပြီဆိုတာနဲ့ကျမတို့လေးခြွေဆိုင်ဖွင့်ဖို့တော့ရေရေရဲရှိတယ်အမဆွေလဲစူးစားမှာပေါ့နော်ဆွေဆိုင်လဲဖေးဖေးမှာပါစင်ဒီတင်းတဲ့ကဆင်းပြီဆိုတာနဲ့ခြွေဆိုင်မှာလုံးဝင်ချင်လားဝင်လို့ရတယ် online ရောင်းချင်လဲရောင်းလို့ရတယ်ကိုကအရှင်မဖြစ်နေတဲ့တစ်ဖက်တလန်ကနေဝင်ဝင်လိုချင်တယ်ရွှေရွှေထိုရွှေစလေးတွေစရောင်းပြီးတော့မှကိုရဲ့သားသမီးကိုလက်ဆင့်ကမ်းပြီးတော့ဒီလောက်ကိုဒီလောက် ်ငန်းပေးချင်လားဒီလုပ်ငန်းကိုပေးချင်လားပေးလို့ရတယ်ကြတော့စူဆန်မလို့ခေါ်ပါတယ် ူဆက်ရည်တင်တန်းကြောင်းလေးရကြတော့ရွှေဆက်ကြပါလားနံပါတ်1ရွှေတင်တန်းပြီးရင်မြမရွှေရောင်းဝယ်တင်တန်းကြောင်းလေးဖွင့်ထားပါတယ်ရှင့်ဟုတ်တင်တန်းမှာကြတော့ရွှေကိုအခြေခံအစစ်မြစ် moment တင်တန်းလေးဖြစ်ပါတယ်တင်တန်းဖွင့်ပြရတဲ့ရည်ရွယ်ချက်ကနံပါတ်1ကရွှေစုရွှေဝယ်တဲ့သူတွေမမှားစေချင်တဲ့ရည်ရွယ်ချက်ရဲ့နောက်တစ်ခုကကြတော့ဒီခေတ်ကြီးမှာရွှေလုပ်ငန်းကိုလွယ်လွယ်ကူကူနဲ့လုပ်လို့ ရတယ်ဆိုတဲ့ရည်ရွယ်ချက်ရဲ့နောက်တစ်ခုကကြတော့လူတွေကရွှေကိုဝယ်ကြရတယ်ရွှေပေါင်းချားတွေကိုတိတ်ပြီးတော့နားမလဲကြဘူးဒါကြောင့်မို့ရွှေပေါင်းချားတွေကိုနားလဲပြီးတော့မှတေချာစစ်စစ်နဲ့ဝယ်စီခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒီတန်တန်လေးကိုဖွင့်ပြခြင်းဖြစ်ပါတယ် အော်ဒီတိနှင်္ဂဆင်းပြီဆိုတာနဲ့ကိုကအရင်ဦးဆုံးရွှေလုံးဝင်လှုပ်ရှင်နေဆိုရင်အပြင်လား online လားနှစ်ခုလုံးမှာဘယ်လမ်းကြောင်းနဲ့သွားမလဲလွတ်လပ်ကူကူဖွင့်လို့ရတယ် online လမ်းကြောင်းနဲ့ဆိုရင်လည်းဘယ်လိုလမ်းကြောင်းမျိုးတွေရှိလဲဆိုတာကိုအသေးစိတ်လေးပြောပြထားပေးတယ်ဒါအပြင်ဒီတိနှင်္ဂဆင်းပြီဆိုတာနဲ့ရွှေဆိုင်မှာလုံးဝင်ချင်လားဝင်လို့ရတယ် online ရောင်းချင်လည်းရောင်းလို့ရတယ်ကိုကအရှင်မှာဖြစ်နေတယ်တစ်ဖက်တစ်လမ်းကနေဝင်ငွေလိုချင်တယ်ရွှေရွှေတို့ရွှေစားလေးတွေစရောင်းပြီးတော့မှကိုယ့်ရဲ့သားသမီးကိုလက်ဆင့်ကမ်းပြီးတော့ဒီအလုပ်ကိုဒီလောက် ငန်းပေးချင်လားဒီလုပ်ငန်းကိုပေးချင်လားပေးလို့ရတယ်ဒါကြောင့်မို့ဒီလိုရည်ရွယ်ချက်တွေနဲ့တင်နန်းကနေမှကိုကရွှေကိုစိုင်ဖွင့်နိုင်တဲ့အခြေခံကစပြီးတော့စိုင်ဖွင့်နိုင်တဲ့ဒီတိရောက်လေးသင်ပြပေးတာဖြစ်ပါတယ်ရွှေကိုမီးရှို့ခြင်းဒီအတူအစစ်ရဲ့နေ့ရက်ပိုင်းလုံးပဲသက်ဆိုင်တယ်အကျဏ်ကဘာနဲ့သက်ဆိုင်လဲဆိုတော့ရွှေကိုကစားမာတွေကဝုတ်ပြီးလဲရအောင်ဓာတ်တွေပါလာတယ်ကြီးတွေပါလာတယ်ငကက်တွေရဲ့အနောက်မှာဆိုကြီးတွေဆွဲကြိုးတွေဟန်ချင်းတွေရဲ့အနောက်မှာဆိုရင်ကြီးတွေကြီးတွေတက်ပါ ဲ့တော့ဆိုတော့အဲ့ဒီကြီးတွေကိုရွှေချိန်ဇက်ပေါ်မှာကြီးပါတဲ့အထည်ကိုရွှေချိန်ဇက်ပေါ်မှာချိန်ပြီးတော့အလေးချိန်နဲ့ကြီးကိုမီးရှို့ပြီးတော့မှရွှေချိန်ဇက်ပေါ်မှာချိန်တဲ့အလေးချိန်ဆိုရင်အနည်းဆုံးတစ်ပွိုက်တစ်ပွိုက်กว่าဇနုတွေကပြောမယ်ဆိုရင်ရွှေကယန္တနာစပါး ဇန်တို့မြန်မာလူမျိုးတွေကရွှေကိုဝတ်ကြတယ်ရွှေကိုကြိုက်တယ်အဲ့တော့ဇန်တို့မိန်းကလေးအများစုဒီရွှေကိုချစ်ကြတယ်အဲ့တော့မိန်းကလေးတွေရှိနေတဲ့၍ဒီရွှေလုပ်ငန်းကြီးတွေဆိုတာလည်းလက်ပတ်နေအောင်ပါပဲဒါကြောင့်မို့အရင်ခေတ်ကားဆိုရင်တော့ရွှေဆိုင်ဖွင့်ဖို့အတွက်ကိုအရင်နှီးတွေအများကြီးလိုတယ်ကြော်ညာကားတွေပေးရတယ်အခုချစ်ခေတ်မှာဆိုရင်တော့မလိုတော့ဘူးဇန်ကိုယ်တိုင်ကရွှေ30သားနဲ့ဒီလောကတွေကိုစပြီးတော့ဝင်လာတာဖြစ်တယ်နောက်ခံ ကူညီပေးမယ်လို့လည်းမရှိဘူးထောက်ပံ့ပေးမယ်လို့လည်းမရှိဘူးရွှေဆိုင်မျိုးရိုး background လည်းမရှိဘူးဒါပေမဲ့ဘလို့ပုံစံမျိုးနဲ့တွားလို့ရလေဆိုတာကိုသင်တန်းမှာဆိုရင်စူးစမ်းအသေးစိတ်သင်ပေးတယ်အဓိကကတော့ပြောရမယ်ဆိုရင်ရွှေဆိုင်တစ်ခုဖြစ်မှုတော့တော်တော်များသိတာကအရင်နှီးရှိမှအတတောက်တင်တင်ရှိမှဖွင့်နိုင်ကြမယ်အခုခေတ်မှာဆိုလို့ရှိရင်တော့စူးစမ်းတို့ social media တုံးတက်ယုံနဲ့ရွှေကိုလွတ်လပ်ကူရောင်းလို့ရတယ်နောက်တစ်ခုကကြာတော့စူဆန်တို့မျိုးသမီးတွေအတွက်လည်းဒီရွှေရောင်းရွှေဝယ်လုပ်ငန်းလေးကကိုပိုင်ဝင်ဝင်တစ်ခုရစေတယ် အခုခေတ်မှာကစူဇန်တို့လူတရားရဲ့လောက်အောင်လည်းမလုံလောက်တော့ဘူးအမျိုးသမီးတိုင်းအောင်မြင်တဲ့ခေတ်အမျိုးသမီးတိုင်းတောက်ပါတဲ့ခေတ်ကိုဖြစ်နေပြီဒါကြောင့်မို့အမျိုးသမီးတိုင်းကိုယ်ပိုင်ဝင်ငွေရှိပြီးတော့မှအနာဂတ်ကိုရှေ့ဆက်မယ်ဆိုရင်ဘယ်အရာကမှစိုးရိမ်ပူပန်ကြောက်ကြခြင်းမရှိဘဲနဲ့လွယ်လွယ်ကူကူလုပ်ငန်းတစ်ခုကိုအောင်မြင်စွာလုပ်ကိုက်နိုင်တယ်ဒါကြောင့်မို့ဒီလိုရည်ရွယ်ချက်လေးတွေကိုအခြေခံပြီးတော့မှရွှေလုပ်ငန်းသည်လွယ်လွယ်ကူကူနဲ့လုပ်လို့ရတယ် ကိုကအင်ရှင်မဖြစ်နေတော့လကောက်သို့မဟုတ်ကိုကစီးပွားရေးလုပ်ငန်းမှာနေပယ်မှာတော့ကျင်းလည်နေတယ်နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုကိုရှာခြင်းရင်တော့လကောက်လွယ်လွယ်လေးနဲ့ဒီရွှေပညာအရောင်းဝယ်ပညာတွေရွှေစက်တာလေးတွေကိုတင်ပေးပြီးတော့မှကိုရဲ့လုပ်ငန်းကိုကျွမ်းကျင်စွာခွဲထက်ပြီးတော့မှနောက်ထပ်ဝင်ငွေလမ်းကြောင်းတိုးအောင်စီမံလို့ရတယ်ဒီလိုပုံစံမျိုးလေးတွေနဲ့စဉ်းစားပြီးတော့မှဒီတင်နှန်းကိုဖွင့်ပြခြင်းဖြစ်တဲ့ရွှေနဲ့ပတ်သက်တဲ့အတက်ပညာတစ်ခုကိုကသိထားမယ်ဆိုရင်ရေရှည်မှာအတက်မူဝမ်းကြောင်းပညာတစ်ခုဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့စူဆန်တို့နောက်ဆုံး ကျွန်တော်တို့အရာရာကတချို့အရာတွေကမတည်မြဲတာတွေအများကြီးပဲအဲ့တော့ဆုံးရှုံးသွားရင်တောင်မှကို့အနေနဲ့ပြန်ဆမယ်ဆိုရင်ရွှေကိုလွယ်လွယ်ကူကူစက်တက်တယ်ရွှေကြီးခွက်တက်တယ်ဆိုရင်ရွှေကိုအပြင်ကနေမှအပြင်ရွှေဝယ်တာဒုံရွှေဝယ်တာသို့မဟုတ် online ကနေရောင်းလာပြန်ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းပညာလမ်းကြောင်းတစ်ခုကိုစလို့ရတယ်တကယ်လို့အပေါင်းလုံးငယ်လို့ဘာလို့ဆိုလို့ရှိရင်တော့ဒါကိုသွားမဟုတ်လို့မရဘူးပုံရင်မဖြစ်လဲဆို customer ရှိမှမဟုတ်သူတို့မကြိုက်ဘူး သူတို့နောက်ွယ်မှာဟုတ်ပြီလို့ရှိရင်သူတို့ရွှေရမဲသွားတယ်။ဘာကြောင့်မဲလဲမေးရင်သူစံတို့မြန်မာရွှေကြီးကြီးပါတယ်။ကြီးပါတာဖြစ်လို့မီးနဲ့ထိရင်မဲတယ်။ညီမနမရတော့ဟန်နီထုံးပါညီမကတော့ကျန်စင်မင်းအိမ်ရာနေလာတာပေါ့နော်လှိုင်တန်ရရွှေရွှေတင်တန်းကိုကြတော့ငကိုရဲဝါသနာပါတယ်ညီမရွှေတင်တန်းတက်ဖို့ဆိုပြီးတော့လိုက်ရှာတယ်ဒါပေမဲ့အဲ့လိုမျိုးပေါ့ရှာတယ်အဲ့ဒီတင်တန်းနေနဲ့ကိုစကားပြောကြည့်တယ်အဆင်မပြေဘူးမပြေမပြေနဲ့နောက်လည်းကြတော့တီချဲကိုသွားပြီးတော့ကိုညီတောင်းတော့တီချဲက ဒီတီချဲကိုညှို့မေးတာပေါ့နော်ညှို့မေးတော့အာနဲ့တီချဲကိုယုံကြည်နာနေမယ် ီမှာလာတက်ကြတာအမ်ညီမရဲ့ရည်ရွယ်ချက်ကညီမရဲ့အိမ်မကရွှေဆိုင်ရွှေဆိုင်အကြီးဖွင့်ကျင်တာရွှေဆိုင်ပိုက်ကြီးဖြစ်ကျင်တာပေါ့နော်အဲ့ဒါကြောင့်မလို့ညီမရွှေချောင်းကိုအဲ့လိုမျိုးကိုတင်လိုက်လို့ဟိုဘလွဲမဲ့တချို့တင်တန်းနေကြလို့ဆိုမကောင်းလို့ပြောတာမဟုတ်ကိုတင်လိုက်ပြီးကိုနားမလဲဘူးဆိုရင်ပတ်စံကုန်မယ်အချိန်ကုန်မယ်အဲအဲ့လိုမျိုးဖြစ်မယ်အားကြောင့်ညီမကနေပြီးတော့ဒီဆီယမ်မောက်လည်းလေ့လာတယ်လေ့လာပြီးတော့ဆီယမ်မရဲ့ဗီဒီယိုလေးတွေလည်းလိုက်ကြည့်တယ်ကိုရဲ့အုံနောက်နဲ့ లైవ్ မိမယ်ထင်လို့ပေါ့နော်အားကြောင့်မလို့ဆီယမ်မကလည်းတင်တာအကောလုံးအဆင်ပြေတယ်ဟိုဟိုဘလိုပြောမလဲညီမလိုမျိုးပေါ့နော်ရွှေချောင်းကိုပိုင်ပိုင်နိုင်နိုင်တင်ကျင်တယ်ရွှေချောင်းကိုဆီယ ရာတီချဲတင်မလိုက်တဲ့အချိန်မှာတခါလဲတက်ကနေတက်ကနေတက်ချင်တယ်ဆိုရင်တော့တီချဲရဲ့ဒီရွှေစက်တောက်လာရွှေတင်နှန်းကိုတက်ဖို့ဖိတ်ခေါ်ပါတယ်လို့တီချဲကလည်းအရန်အတင်ပြကောင်းတယ်ပြီးတော့အရန်လဲသဘောကောင်းတယ်အရန်လဲချော့တယ်အဲကျမကတော့ရွှေပောက်ခံကလာတက်တာဖြစ်ပါတယ်ကျမနာမည်ကမလှလာမြင့်လို့ခေါ်ပါတယ်ရှင်ရွှေစက်တောက်လာတင်နှန်းကိုတက်ဖြစ်တဲ့အကြောင်းကအဲတီချဲဒီစုစံကလည်းအရန်ကိုအတင်ပြကောင်းတယ်ပေါ့နော်ဟိုနားမလေတာရှိရင်လေကျမတို့ကိုအတက်နိုင်ဆုံးပေါ့အဆအဆုံးအကုန်လုံးပေါ့နော်ရှင်းရှင်းလင်းလင်းလေးလေးပြပေးရတယ်ပေါ့နော် အဲ့ဒါကြောင့်မလို့ဟိုအဲ့ဒီတီချယ်ရဲ့ face တွေကိုလေကျမတို့ကခဏခဏကြည့်ဖြစ်တယ်ပေါ့နော်အမြင်တမ်းလေးအားဖြစ်ဖြစ်တယ်ဟိုအရင်ကလေးကကျမရဲ့ယူရင်ချက်ပေါ့ဟိုသူ့စီမှာပဲလမ်းတက်ဖို့အမြင်တမ်းပေါ့အမြင်တမ်းကြည့်ဖြစ်တယ်ပေါ့နော်အခုတော့တော့လက်တွေ့အကောင့်တွေတော့ခေါ်နိုင်ပြီပေါ့နော်သူ့စီမှာတက်ရတာအရင်ကလေးအဆင်ပြေပါတယ်ရှင်ဟုတ်ဒီတင်တဲ့လေးဆင်းပြီဆိုတာနဲ့ကျမတို့လေးရွှေဆိုင်ဖွင့်ဖို့တော့ယူရင်ချက်ရှိတယ်အမ ဟုတ်ကျေးဇူးပါညီမနာမည်ကတော့မေကျော်ခေတူပါရှင်အဲဘိတ်ကောင်းနေလာတာပါရှင်ဆွေအကြောင်းနားလဲချေလို့ပေါ့နော်ပြီးတော့ဟိုတီချဲရဲ့ဟိုညီမဆွေတွေတဲ့တင်းမယ်ဆိုတော့ပေါ့နော်အဲ့လိုလေးလာလိုက်တာပေါ့နော်လေးလာလိုက်တဲ့အချိန်မှာအဲ TikTok နဲ့တီချဲတွေ့တယ်ပေါ့နော်အဲ follower လည်းများတယ်ပြီးတော့တီချဲရဲ့တေပုတ်တင်ကြီးတွေကလည်းဘယ်လိုပြောမလဲလွယ်ကူတယ်ပေါ့နော်အဲကြောင့်မလို့စိတ်ဝေစားလာတွေ့တာပါရှင် ။ဆွေလဲစူးစားမှာပေါ့နော်။ဆွေဆိုင်လဲဖေးဖေးမှာပါစေ။ကိုယ်ကိုဖေးရရှိလာတယ်ပြီးတော့ဆွေကြားတယ်နားလည်လာတယ်စိတ်တွေးလဲတွေးတဲလာတယ်ပေါ့နော်။အဲဒါကြောင့်မလို့ဒီချဲရဲ့တေးထဲမှာအဲလာတေးဖို့ recommend ပေးပါလေရှင်။ဒီတဲ့နဲ့အကြတော့စူဆန်အပတ်စဉ်ဆိုရင်တော့30လောက်တော့ရှိပြီ။ဒါပေမဲ့စူဆန်တခြားနေမျိုးတွေမှာလည်းဖွင့်ထားတာပေါ့နော်။ 30လောက်တော့ရှိပြီးအတင်းနဲ့တက်ပြီးသွားတဲ့အခါမှာအများစုကမဖြစ်လဲဆိုတော့တေချာတာတစ်ခုက network တွေအရန်ကောင်းသွားကြတယ်ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဘေးရလူတွေနဲ့တိသွားတယ်မိဆွေတွေဖြစ်သွားတယ်ပျော်ရှင်သွားတယ်အဲ့ဒါလေးဒါကိုတက်ပို့ပြီးတော့ပီတိဖြစ်ရတယ်မိဆွေတွေလည်းတိုးတယ်နောက်တစ်ခုကကြတော့သူတို့အချင်းချင်းရွှေလေးတွေကိုကြည့်တက်လာတယ်စစ်တက်လာတယ်တိုင်မြင်လာတယ်တိုင်မြင်ပြီးတော့တွတ်ရှက်လာတာဖြစ်တဲ့ခါကျမှပြောရမယ်ဆိုရင်တယောက်တည်းအုံနောက်ထက်၃လျောက်အုံနောက်ကပို့ပြီးတော့မှ မြန်ဆန်လာတယ်ပေါ့နော်မြန်ဆန်လာတယ်တင်နှံပြီးွားတဲ့အခါမှာလဲရတဲ့လူကမရတဲ့လူကိုဆွဲခေါ်တဲ့စီမှာရတဲ့လူကလည်းနှာခေါင်းရတယ်မရတဲ့လူကလည်းဘေးလူရှင်းပြတဲ့အခါကျတော့ပို့ပို့ပြီးတော့နားလဲလာတယ်ဒါလေးတွေကိုမြင်တဲ့အခါကျတော့ပို့ပြီးတော့လည်းပီတိဖြစ်ရတယ်အဲပြောရမယ်ဆိုရင်တော့စူဇန်စီမှာတင်နှံလက်တက်တယ်ဆိုတာကငွေကုန်နဲ့အချိန်ကုန်နဲ့လူလဲပင်မှန်တယ်ဒါကြောင့်တစ်ခုခုကိုရမှရမယ်တစ်ခုခုမရလို့ကတော့မရဘူးတကယ်လို့ရပြီတကယ်လုပ်ငန်းခွင့်ဝင်မယ်ဆိုရင်လဲတင်နှံကြီးကြည့်အောင်အလုပ်လုပ် ဘလို့လောက်ရမယ်စူဇန်တို့ online ကနေဘလို့သွားရမယ်ဘလို့လမ်းကြောင်းရှိလဲဒါတွေကိုအကုန်လုံးစူဇန်ပြပြပေးတယ်အထူးကတော့သင်တန်းပြီးပြီဆိုတာနဲ့ကိုယ့်အတွက်တစ်ခုမဟုတ်တစ်ခုရအောင်တော့လောက်ရမယ်ဆိုတော့ message လေးတော့ပေးချင်ပါတယ်ဟုတ်တကယ်လို့သင်တန်းတက်ချင်တယ်ဆိုရင်တော့စူဇန်ကအခုဆိုရင်သင်တန်းကိုမော်လမြိုင်ဖန်အန်နေပြီးတော့ရန်ကုန်ပသိမ်မန္တလေးမကြခင်မှာတောင်ကြီးဖွင့်နေတော့မှာဖြစ်ပါတယ်အဲလောလောဆယ်ဖွင့်နေထားတဲ့နေ့တွေလည်းရှိတယ်ပေါ့နော်အဲပုံမှန်ကတော့တစ်လတစ်ချိန်နှစ်လတစ်ချိန်စပြီးတော့ဖွင့်နေတဲ့သင်တန်းအချင်းနဲ့ဆိုရင်တော့စူဇန်ရဲ့ဘောစူဇန် page မှာသွားပြီးတော့အပ်လို့ရတယ်တီတီဆိုရင်လည်း Susan 230 page Susan 230 account မှာသွားပြီးတော့အပ်လို့ရပါတယ်